ခန့်တယ်လက်ကြီးကတေသမတင်တေသမတင်မှာဆိုလို့ရှိရင်ဒါ great server နော်ဘန်စရင်ရှိငွေ1000ကျပ်မှာ2500ကျပ်ကိုထုတ်ယူခြင်းသူကမူလရှိတာက1000 2500ထုတ်လိုက်တယ်ဆိုလို့ရှိရင်တောင်းထဲမှာ2500ကိုနှုတ်လိုက်တယ်ဆိုလို့ရှိရင်သူ့ရဲ့ဖြည့်သည်9500ကျပ်ဖြစ်သွားမှာဖြစ်ပါတယ်နောက်တစ်ခုဘန်စရင်ရှိငွေ1200ကျပ်တော့အဲ့ဒီထက် ရှိနေတဲ့1200ထဲကိုငွေ1000ကျပ်ပေးသွင်းလိုက်တယ်ထည့်ပြီးတော့ထည့်လိုက်တယ်ဖြစ်တဲ့ကြောင့်သူဒီပေါင်းထည့်ပေးရမယ်သူရဲ့ဖြည့်သည်1200ဖြစ်သွားမယ်။နောက်အရင်းငွေ100ကျပ်ရောင်းရငွေ80ကျပ်ဖြစ်လျင်အရှုံးမြတ်တွက်ပေးရမယ်။သူကအရင်းက100ရောင်းလိုက်တာက80 တို့ရှိရင် तू ကသိချာဘောက်ပါဖြစ်သွားလိမ့်ဆိုရှုံသွားပြီကိုယ့်ရဲ့ပထမအရင်ကတရားညောင်းတာက80ဆိုသိချာဘောက်ရှုံသွားပြီဖြစ်တဲ့ကြောင့်သူ့ရဲ့အရှုံအရှုံကဘယ်လောက်လဲဆိုတရားထဲမှာ80ကိုနှုတ်လိုက်ရင်20ကျပ်ရှုံမှာဖြစ်ပါတယ်ပျက်စီးစီးရင်ဒါပျက်စီးစီးရင်ဒါကရောင်စီးဒါကဝင်မြတ်မဖြစ်တဲ့ကြောင့် plus 20ရမယ်ကျပ်မြတ်မှာဆို5ကျပ်မြတ်မှာဖြစ်ပါတယ် plus 5 ခဲပြက်ကဝဲတဲ့ချိန်မှာလည်းပဲသူက90ပဲရောင်းတာလည်း90ပဲသူ့မှာဒီအရင်ပဲဘာမှပတ်စံကရှုံးလည်းမရှုံးဘူးမြတ်လည်းမမြတ်ဘူးဖြစ်တဲ့အတွက်ကြောင့်သူဒီဒီတိုင်းပဲရှိနေမှာဖြစ်ပါတယ်နော်။နောက်ရောင်းစေးကပေတံမှာ150ရောင်းတယ်ဝဲတာက100ဆိုလို့ရှိရင်သူ့ရဲ့အမြတ်က90အမြတ်ဖြစ်တဲ့အတွက်ကြောင့် plus ဘောပင်က100ရောင်းတယ်ဝဲတာက105ချက်နဲ့ဝဲတဲ့သူကကြတော့100နဲ့ ရောင်းထားတဲ့ဖြစ်တဲ့အတွက်ကြောင့်သူသည်တေချာပေါင်း၅ချက်ကရှုံးတဲ့ -5 copper copper တစ်ခုကိုရောင်းလာတာ1000ရောင်းလာသူဒီဝယ်တာက1020ဆိုလို့ရှိရောင်းလာတာက1000ဆိုလို့ရှိရင်သူဒီတေချာပေါင်း20ရှုံးမှာဖြစ်ပါတယ်ဒါကအရှုံးများတွက်တာပဲဖြစ်ပါတယ်နော် ငယ်စဉ်ကြီးလိုက်စီတော့ဆိုလို့ရှိရင်ပိမျက်တစ်ခုမှာဒီလိုမျိုးပိမျက်တစ်ခုမှာဆိုလို့ရှိရင်မူလမှတ်က0 1 2 3 4ဒီလိုမျိုးသွားရင်အပေါင်းဒီဘက်ဘယ်ဘက်ကိုသွားရင်ဘယ်ဘက်ကိုသွားရင် -1 -2 -3 ညာဘက်ကိုသွားရင်အပေါင်းဘယ်ဘက်ကိုသွားရင်အတောက်နော်ဒီလိုဆိုလို့ရှိရင်ငယ်စဉ်ကြီးလိုက်စီတော့ငယ်ဆိုလို့ရှိရင်-ကငယ်တယ်ပေါ့နော်ပြီးတော့မူလမှတ်တော့ပြီးမှတန်လေး plus တွေဖြစ်လာမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် minus minus ကိုကြည့်လိုက်ဘယ် minus ကအကြီးဆုံးအော်ဒါအငယ်ဆုံးဖြစ်နေလဲဒီဘက်ကိုလာလေလေငယ်လာလေလေဆိုတော့ငယ်စင်ကြည့်လိုက်ဆို -8 minus 8ဖြစ်လို့ရှိရင် minus 5 minus 5ဖြစ်လို့ရှိရင် minus 4 minus 3 minus 1 0 one, three, four, five, seven, eight. สั้นๆลงผิวเนาะลืมอยู่ผิวไหมนั่นคือ four number four number layer กัจจี အေရက်တောင်ထိပ်ပြီးပင်လယ်ရေမျက်နှာပြင်အထက်8848ဘီတာသူအထက်ဖြစ်တဲ့အတွက်ကြောင့်အထက်ဖြစ်တဲ့ကြောင့်သူကို plus နဲ့ပြပေးရမှာဖြစ်ပါတယ်အဲဆို plus နဲ့ပြရမှာဆိုလို့ရှိရင် plus 88848ဘီတာရေငောက်သင်းဘောတစ်စီးသည်ပင်လယ်ရေမျက်နှာပြင်အောက်အောက်ဖြစ်တဲ့အတွက်ကြောင့်သူဒီ minus နဲ့ပြမယ် minus 304မီတာဒီလိုလေးဖြစ်မှာဖြစ်ပါတယ်နော်